အထောက်ထားမရှိတဲ့လူနဲ့ပတ်သက်ပြီးကျွန်တော်တို့မှာအခက်အခဲရှိတာဘာမှမရှိဘူးကျွန်တော်တို့ဘက်ကဘာမှအခက်အခဲမရှိဘူးဒါပေမဲ့အခက်ခဲနေတာသူတို့လာတဲ့ရင်မပို့တာသူတို့ဒါလာတဲ့ရင်ပို့နော်တကယ်အထောက်ထားရှိတယ်မရှိစီဖြစ်စေဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်တို့ညွန်သားရပြီးသားရှိတယ်လက်ထဲရှိနေတဲ့အထောက်ထားနဲ့ဒါလာခဲ့အဲ့ဒါနဲ့အဆင်ပြေအောင်နော်ဘောင်ဝင်သွားအောင်ကျွန်တော်တို့ကူညီပေးမယ်ဟိုလာပြီးတော့ဆက်သွယ်စေချင်တယ်ပေါ့လောလောဆယ်ဒီမှာပျောက်ဆုံးစီးရများပြီးတော့ကျွန်တော်တို့ကူညီချင်တယ်ဒါပေမဲ့သူတို့ဆက်သွယ်မလာတဲ့တော့ကျွန်တော်ဘာမှကူညီလို့မရဘူးလောဆယ်အဲ့လိုအခြေအနေဖြစ်နေတာပေါ့ ေးပါအဲ့မှာမဟုတ်ဘူးအဲ့ဒါရောပါလေအဲ့ဒါလုံးလုံးအဲ့ဒါဆိုတာအဲ့ဒါဆိုတာလုံးလုံးပြည့်နေတယ်လုံးလုံးကျွန်တော်တို့ဖွဲ့ကတော့ TMIA လို့ခေါ်ပါတယ်ကျွန်တော်တို့ Thai Myanmar Interpreter Translator Association ပေါ့เนาะကျွန်တော်တို့ကျွန်တော်တို့ရဲ့ Thai နိုင်ငံအတွင်းเนาะနေရာပေါင်းစုံเนาะဆက်ယုံပေါင်းစုံတွေမှာတနိုင်ငံလုံးနေရာမှာအလုပ်လုပ်ကိုင်နေကြတဲ့ Interpreter တွေစုစည်းထားတဲ့ကျွန်တော်တို့အဖွဲ့အစည်းလေးတစ်ခုပေါ့เนาะ Thai အစိုးရရဲ့အတိမတ်ပြုအဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ် အခုဒီဟိုငလင်ပြိုကျမှုမှာပါသွားတဲ့ဒီအဆောက်အုံကြီးမှာကျွန်တော်တို့အတင်းကပရဟိတအနေနဲ့ပဲလာကူညီပေးနေတာပါမြန်မာတိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့နော်ဘာသာရေးစကားအခက်အခဲအတွက်ဖြေရှင်းပေးနိုင်ဖို့အတွက်လာပြီးတော့ကူညီပေးနေတဲ့အတင်းတစ်ခုပါကျွန်တော်တို့ဘာငွေကြေးတပြားတစ်ချက်မှရယူကောက်ခွင့်ခြင်းလည်းမရှိသလိုလက်လက်မခံပါဘူးဟောဒီနေရာမှာရောက်လာတဲ့လူအားလုံးကိုကျွန်တော်တို့ယနေ့အထိလိုအပ်တဲ့ဘာသာစကားအခက်အခဲအတွက်နော်နှစ်ဖက်လုံးပေါ့နော်တက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေလည်းလိုအပ်တဲ့ အချက်လက်တွေအမှန်တမ်းရရှိဖို့ရယ်ဒီဖက်ကနော်ဟိုထိခိုက်တွားသူနဲ့နာသူတွေဝန်ထမ်းတွေရဲ့နော်လိုအပ်တဲ့ဘာသာစကားအထောက်ပံ့ရယ်နောက်တစ်ခါသူတို့တူးချင်းတကယ်ရရှိမဲ့ခံစားခွင့်ပေါ့နော်နော်အဲ့ခံစားခွင့်မှာနှစ်မျိုးရှိတယ်နှစ်မျိုးကဘာလဲဆိုလို့ရှိရင်အမှန်တကယ်တရားဝင်အလုပ်လုပ်နေတဲ့လုပ်သားတွေရှိတယ်လို့တရားဝင်အလုပ်မလုပ်တဲ့လုပ်သားတွေလည်းရှိတယ်ဆိုတော့အယောက်တိုင်းစီကို တက်ဆိုင်ရာကနေပြီးတော့လဲစီစဉ်ပေးနေတယ်အဲ့လိုစီစဉ်ပေးတဲ့အတိုင်းအမှန်တကယ်ရအောင်လို့ကျွန်တော်တို့ကလိုက်ကူညီပေးနေပါတယ်အထောက်အထားမရှိတဲ့လူနဲ့ပတ်သက်ပြီးကျွန်တော်တို့မှာအခက်အခဲရှိတာဘာမှမရှိဘူးကျွန်တော်တို့ဘက်ကဘာမှအခက်အခဲမရှိဘူးဒါပေမဲ့အခက်အခဲနေတာသူတို့လာတဲ့ရင်မပို့တာသူတို့ဒါလာတဲ့ရင်ပို့နော်ကျွန်တော်တို့ဘလို့လောက်ရမယ်ဆိုတော့ဘောင်ထဲကိုဝင်သွားအောင်နော်လူတိုင်းတကယ်ရအောင်နော်တကယ်အထောက်အထားရှိတယ်မရှိစီဖြစ်စေဘလို့လောက်ရမယ်ဆိုတာကိုကျွန်တော်တို့ညွန်သားပြီးသားရှိတယ်နော်ကျွန်တော်တို့က ဒီလာတဲ့အပေါ်မှာမှကျွန်တော်တို့ကလိုက်လုတ်ပေးနိုင်မှာမလာဘဲနဲ့တော့ကျွန်တော်တို့လိုက်ပြီးရှာလို့လည်းအဆင်မပြေဘူးဒါလေးပါပဲเนาะကျွန်တော်လုတ်ပေးနိုင်တယ်လာခဲ့ပါတကယ်အထောက်ထားရှိရှိမရှိရှိ လာခဲ့လက်ထဲရှိနေတဲ့အထောက်ထားနဲ့ဒါလာခဲ့အဲ့ဒါနဲ့အဆင်ပြေအောင်เนาะဘောင်ဝင်သွားအောင်ကျွန်တော်တို့ကူညီပေးမယ်လောလောဆယ်အားကြတော့လက်ရှိလာဆက်သွယ်တဲ့အပိုင်းမှာဒီမဆက်သွယ်တဲ့လူကပုံများနေတယ်ဒီမှာပျောက်ဆုံးလူကြီးရအများပြီးတော့ဆက်သွယ်တဲ့လူကြီးကနည်းနေတယ်အဲ့ဒီဥစ္စာကြောင့်တို့ကနေပြီးတော့လာပြီးတော့ဆက်သွယ်စေချင်တယ်ပေါ့လောလောဆယ်ဒီမှာပျောက်ဆုံးစီးရများပြီးတော့ จ้าเราคุณยีจีเนี่ยทำไมตัวสะดวกมันอยไรตัวเราจ้าเราพามาคุณยีรู้มีเอาล้วจะเอารูปชิ้นนี้พี่หนาบ่ นะครับถวายให้เสร็จถวายให้ครบทุกรูปนะครับถวายยังไม่เสร็จครับถวายได้เลยครับพระพระคุณเจ้ารูปไหนที่ยังไม่ได้รับถวายนะครับแจ้งได้เลยนะครับยกยกมือแจ้งพระอาจารย์พรศักดิ์ได้เลยพระลูซีมาทานแล้วสุดรอกตัวมูลาตัมมาทารีอุบเรศิมิสิการในอติจายาเมอริยายาเมเเปียงโอตช้าโต လူမှုဖူလုံရေးဌာနအသီးသီးတွေကနေပြီးတော့ထပ်ပြီးပံ့ပိုးတာတွေလည်းရှိတယ်အဲ့ဒါတွေလည်းရရမယ်ဒါပေမဲ့အဲ့ဒါတွေကြတော့ case တစ်ခုချင်းပေါ်မူတည်ပြီးတော့နော်နှစ်နာမှုပေါ်မူတည်ပြီးတော့ပေးတာဖြစ်တဲ့အတွက်ကျွန်တော်အတိအကျလည်းမပြောနိုင်လို့ကျွန်တော်လည်းမသိဘူးဒါပေမဲ့ပေးနေတာတွေ့နေတယ်နော်သူတို့တကယ်ရရမယ်ခန်းစားခွင့်နိုင်တကယ်ရဖို့အတွက်လုပ်ပေးနေတယ်ဟုတ်ကဲ့လောလောဆယ်မှာကြတော့အဓိကအခက်အခဲကကြတော့ဒီမြန်မာပြည်မှာရှိတဲ့အတူတွေအနေနဲ့ကတော့ DNA စစ်ဖို့အခက်အခဲဖြစ်တယ်ပေါ့နော်အဒီမှာကြတော့ဒီတဝန်းခွဲတွေဆိုရင်တော့မရဘူးပြောတယ်ပေါ့နော်အဓိကကျတော့သွေးသွေးတော်သားဆက်ပေါ့ အရင်တွေပဲသူတို့က DNA စစ်ခွင့်ပြုတယ်အဲ့လိုမျိုးဆိုတော့မြန်မာပြည်မှာရှိတဲ့အဖေမိမောင်နှမတွေကကြတော့ဒီထိုင်းဝန်တက်လာပြီးဟိုလာပြီးတော့ DNA စစ်ဖို့ကကြတော့အခက်အခဲဖြစ်တယ်ပြီးလို့ချင်းမြန်မာပြည်မှာလည်း DNA စစ်တာကနည်းနည်းဟိုအခက်အခဲတာရှိတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ့ဒီအပိုင်းတွေတော့ကျွန်တော်တို့နည်းနည်းအခက်အခဲကြုံရတာရှိတယ်ခင်ဗျဒါထိုင်းမှာကြတော့ DNA စစ်တာအစားတို့အခမဲ့ပေါ့အစအဆုံးကျွန်တော်အခမဲ့ပြီးလို့ချင်းနေတာထိုင်တာစားတာတောက်တာအစားတို့အခမဲ့စီစဉ်ပေးရခင်ဗျဟုတ်ကျွန်တော်အားလုံးကိုခြုံငုံပြီးပြောရမယ်ဆိုရင်တော့အကောင်းဆုံးကိုတို့လုပ်နေပါလေဗျတကယ်ချဖွေနေတဲ့ ဆယ်ရန်တရားနဲ့ပါဝင်တဲ့အဖွဲ့တွေရော အထဲကိုဝင်ပြီးရှာဖွေတဲ့အဖွဲ့တွေကဆော့အစဒါကသူတို့အပိုင်းလဲသူတို့လုပ်နေတယ်အဓိကလုပ်နေတာနှစ်ပိုင်းနှစ်ပိုင်းဆိုတာရှာဖွေရေးနော်ရှာဖွေရေးအပိုင်းတစ်ပိုင်းနောက်တစ်ခါဒီမှာစရင်ပြည့်စုရေးစရင်မှန်ရရှိရေးဒီနှစ်ပိုင်းလုပ်နေတယ်နှစ်ပိုင်းလုံးကလည်းသူ့သူ့ပိုင်းနဲ့သူစနစ်တကျလုပ်နေကြတာတွေ့တယ်နော်အားလုံးကစေတနာထားပြီးတော့လဲလုပ်နေတယ်တယောက်တလေရပါစေဆိုတဲ့မျှော်လင့်ချက်နဲ့လဲသူတို့စူးစမ်းလုပ်နေကြတယ် အင်းဒါကလည်းရှာဖွေရေးပိုင်းကယ်ဆယ်ရေးပိုင်းမှာလည်းနေရာချထားရေးနော်ကုညီကယ်ဆယ်ရေးနော်ထောက်ပံ့ခြင်းနဲ့နာကြေးရရှိရေးဆိုတဲ့အပိုင်းမှာလည်းသူ့အပိုင်းနဲ့သူတကယ်စနစ်တကျလုပ်ပေးနေတယ်အဓိကကတကယ်ပါဝင်သွားတဲ့လူတွေနဲ့ပတ်သက်တဲ့မိသားစုဝင်တွေရောနော်အဲ့ထဲမှာခုနပြောသလိုအထောက်အထားရှိတာမရှိတာတွေကိုခေါင်းထဲမှေ့ထားပြီးတော့အခုချိန်မှာလာခဲ့ပါကျွန်တော်တို့အတင်းရှိနေပါတယ်နော်ကျွန်တော်တို့လုပ်ပေးနိုင်ပါတယ်သူတို့လည်းတကယ်လုပ်ပေးနေပါတယ် ုလောလောဆယ်ကျွန်တော်တွေ့ရတဲ့လောက်ကတော့တို့ဒီအလောင်းတွေးရှိတဲ့သူတွေပေါ့နော်တွေးရှိတဲ့သူတွေထိုင်းဖြစ်မှာဖြစ်တို့နင်းနာကြီးကိုကျွန်တော်အပြေအဝါတို့ပေးတာတွေ့ရတယ်ပေါ့နော်အပြေလို့ရှိရင်ဒီပျောက်ဆုံးတဲ့သူတွေကတို့လည်းတို့ DNA စစ်တာပေါ့ DNA မိသားစုရင်းရှိတယ်ဆိုရင် DNA စစ်တာအလောင်းတွေ့ရတဲ့ DNA တူရယ်ဆိုတာနဲ့တို့နင်းနာကြီးကိုအပြေအဝါပေါ့နော်ကျွန်တော်တို့ဘန်းနေပြီးတော့ပေးဖို့အစင်းလေးရှိတယ်ပေါ့နော်အဲအဲ့လိုမျိုးတော့ကျွန်တော်တွေ့နေရတွေ့နေရတယ်ပေါ့နော်လောလောဆယ်ကကျတော့အများအများစုကကျတော့ဒီမှာအလောင်းမတွေ့သေးဘူးမတွေ့ရတဲ့ကြောင့်ဒီအလောင်းတွေးမှပဲတို့ဆက်ပြီးတော့လုတ်ပြလို့ရမှာပေါ့နော်ခင်ဗျဟုတ် အော်ကျွန်တော်တို့ကတော့အားလုံးအတွက်အမြဲတမ်းဆက်ဖြစ်ကြတဲ့အစိတ်မကောင်းခဲကြတာပါနော်ဒီချိန်မှာတော့ဟိုစိတ်မကောင်းယုံတစ်ခုကလွဲလို့ကျွန်တော်တို့ကုညင်နေတဲ့အပိုင်းတော့ဖက်ဖက်ကလိုက်ကုနေပါတယ်နော်ဆိုတော့ကျွန်တော်တို့ငွေအားမတတ်နိုင်ပေမဲ့လည်းလူရင်အားနဲ့ရောတတ်တဲ့ပညာလေးနဲ့နော်ရတဲ့ဒေါင်းကနေပြီးတော့ဝိုင်းကုညီပေးနေပါတယ်တယောက်ဘေးသူတူတူတယောက်ပေါ်မှာမှလည်းနော်ကျွန်တော်တို့အရင်နဲ့ဘာမှလည်းဘိုးစားပေါ့ဒီထက်ပို့ပြီးတော့ဝမ်းနဲ့စကားပြောရအောင်လဲကျွန်တော်တို့ ခေါ်မပြတတ်ပါဘူးအရန်စိတ်မကောင်းဖြစ်ရပါတယ်ကိုယ်နိုင်ငံသားတွေဖြစ်တဲ့ဖြစ်တဲ့အတွက်လဲပို့ပြီးတော့လဲစိတ်မကောင်းဖြစ်ရတယ်အဲအရောက်တိုင်းစီကိုလဲကျွန်တော်ကတော့အပိစကားပြောချင်တာကတော့မျောလင်းချက်တွေရှိနေပါသေးတယ်နော်အဲ့ဒီမျောလင်းချက်ပေါ်မှာလဲတက်ဆိုင်ရအလုပ်လုပ်နေကြတယ်နော်ကျွန်တော်တို့လဲဘက်ပေါင်းစုံအနေနဲ့ရသလောက်နိုင်တဲ့အပိုင်းနဲ့ကူညီနေပါတယ်နော်စိတ်မကောင်းဖြစ်ပါတယ်နော်